နော်โอ้จ้าเพี้ยนโอ้ตะยอกก็จ้าเพี้ยนเนี่ยเป็นเม็ดเล่ปะပြီးတော့จ้าเพี้ยนจ้าเพี้ยนตะดิ้นถั่วละပြီးဆိုရင်จ้าเพี้ยนကိုသူတို့စိတ်ဝင်စားလိုက်အခုတော့ netran တက်လာပြီးတဲ့နောက်ပိုင်းမှာကျမတို့မြန်မာလူတို့ကိုမြက်ွယ်ပြုသလိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆင်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်တိုင်းခဲလေးလာတော့အဲ့ဒါကြောင့်မို့နော်အပြတ်သားကွာနေဆိုတာခေါင်းဆောင်မကောင်းလို့ရှိရင်နော် ိုင်းသူပြည်သားတွေဆင်းရဲဒုက္ခရောက်နေတာဒီလိုမင်းလိုမင်းအွန်လိုင်းကားဆောင်လုံနေလို့အဲ့ဒါကြောင့်မို့เนาะအခုအန်နူးဟိုဘယ်လဲဒီစကိုင်းနေရဒေတာကိုသွားဖို့အတွက်เนาะတယောက်ကတော့မင်းအွန်လိုင်းကိုတောင်းလေသူကဟိုအကြောင်းပြဒီအကြောင်းပြဟိုကန်ပါရှိမယ်ဒီကန်ပါရှိမယ်လေအဲ့ဒါကြောင့်မို့ KIA KIO ကနေတောင်းလိုက်တာအခုဗီဒီယိုဖိုင်ပြမယ်

ဒီမှာတရုတ်တရုတ်ကဒီ KIA KIO ဘက်ကနေသွားတာလေအင်း AB တော့ကိုပပဆက်ဆက်ထိပြီးဆိုရင်သူတို့မြေအောက်လိုင်းကူကတော့စုပ်ပြတ်သွားတော့မှာပဲထင်တဲ့အတိုင်းပဲပြည်သူတို့နော်ကျမတို့ကတော့ဟိုဘယ်လိုပြန်လူသေးလို့ဆင်ရင်ဒါကိုကလူသေးလူသေးလို့ဆင်ကိုကိုဟိုစိတ်ချမ်းသာတယ်ကိုပြောနေတယ်ဆိုတာဒါတကယ်တွေးကြည့်လို့ဆင်ဒါမလုတ်သိမလုတ်ထိုက်တဲ့အလောက်အောက်တန်းကြတဲ့အလောက်ပါပဲ ဒါပေမဲ့เนาะဟိုပြည်သူတွေကိုပတ်ဖြတ်နေတဲ့စိတ်မိတ်စားတွေသေလို့စင်တော့ကျွန်တော်ဝန်းပါတယ်လူမမဟုတ်တာเนาะလူစစ်စစ်တွေသေလို့စင်ကျွန်တော်ဝန်းနေတယ်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ဒီစိတ်မိတ်စားဆိုမျိုးသားချင်းတွေเนาะသေလို့စင်တော့ကျွန်တော်ဝန်းပါတယ်မတီနော် စကိုင်းတိုင်းငလင်ကဲဆယ်ရင်းနဲ့ရှင်းလင်းရေးမှာကူညီနေတဲ့အန်ယူဂျီပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးခရိုင်အမှတ်184ခုဒေါက်တာဖွဲ့ဝင်များတဲ့ကြီးလိုက်ပြည်သူတို့ဘလောက်အထိချစ်ဖို့ကောင်းကြလဲကျမတို့တော်လန်ရေးရေးဖို့လေးဒီမင်းအွန်လိုင်းတပ်မတော်ဖတ်မတော်တပ်မတော်မဟုတ်တော့ဖတ်မတော်နဲ့တခြားစီပဲသူတို့ကတော့အပြောနဲ့ပဲနော်မပြမယ်မာ KNUG ရ လို့တဲ့မန္တလေးမှာတွေ့လားမှာလမ်းတွေပြင်တယ်စီတီတွေပြင်တယ်နော်နော်ရှိပြီလေမြန်မာလူတို့ကိုမြန်မာလူတို့ကိုပြစ်ပယ်ခဲ့တဲ့ကဘာကတသွားတဲ့နိုင်ငံတကာကအခုဒီမြေငလင်လောက်တဲ့ကိစ္စမှာကျမတို့ပြည်သူတွေပြည်သူပေါင်းများစွာအသက်ပေးစားလိုက်ရတဲ့အခြေအချမှာ နိုင်ငံတကာကစိတ်ဝင်စားလာတဲ့ပြည်သူတို့ဒါကျမတို့အစိုးရကအကောင်းလို့ပြောရမှာလေစိတ်မကောင်းဘူးကျမတို့ပြည်သူတွေအတွက်တော့စိတ်မကောင်းဘူးစိတ်မချမ်းသာဘူးเนาะဒါပေမဲ့မြန်မာကိုကပန်ကအာယုံဆိုင်လာဖို့တဘဝဘေးကြီးမှာအပြစ်မဲ့မြန်မာပြည်သူရဲ့အသက်ပေါင်းများစွာနဲ့လဲလဲလိုက်ရသလိုပါပဲတကယ်ဆိုရင်ကျမတို့ဖြတ်လေးဖြတ်နဲ့เนาะတင်ညာကတဲ့က တကယ်လို့ဗာဒီသဘောတရားကြီးကမကူညီပေးလို့ရှိလဲကျွန်တော်တို့တော်လိုင်းကျွန်တော်တို့နော်တော်ယုံတန်ယုံနေပြီးတော့ကိုရောက်နိုင်အောင်မှာမဟုတ်သေးဘူးဒါပေမဲ့သဘောတရားကြီးကကျွန်တော်တို့ပြည်သူကိုစာနာပနာတယ်ကျွန်တော်တို့ပြည်သူဘက်ကစာနာလို့ပေါ့အခုမင်းအွန်လိုင်းနော်နေပြီးတော့အတွင်းထဲကဆုပ်ပြတ်သတ်သွားတယ်ဆိုတာကိုနော်သဘောတရားကြီးကိုကျွန်တော်တို့ကျေးဇူးတင်ရမလို့ပဲသဘောတရားကြီးကြောင့်အခု ကျမတို့တကဘာလောက နိုင်ငံတွေက ကျမတို့မြန်မာနိုင်ငံလူထုတွေကိုပြစ်ပယ်ထားပြီးတော့မီမီလျော့တို့ဖြစ်နေခဲ့တော့အခုသဘောတရားကြီးကနော်အာယုံစိုက်လာအောင် ကူညီပေးလိုက်တယ်လို့ပါပဲသဘောတရားကြီးကိုကျေးဇူးတင်ရမလို့ပဲပြည်သူတို့ဆရာနာပိပီလေးနှစ်ကျော်ကြာလာတဲ့အချိန်ထိကဘာကြီးကမြန်မာကို မသိချင်ရောင်ဆောင်သွားတယ် စစ်အာဏာရှင်နဲ့နှင်းစင်ပြည်သူလူထုပေါ်ရက်ဆက်မှုတွေကဘာကြီးကမသိချင် ရောင်ဆောင်သွားခဲ့တယ်မြမအရေးကိုကဘာကြီးသိအောင်သဘဝဘေးဒဏ်ကြီးလာပြီးအပြစ်မဲ့ပြည်သူမြမပြည်သူလူထုအသက်ပေါင်းများစွာနဲ့လဲလဲလိုက်လေသလားလို့ခံစားမိတယ်ကိုဗစ်နော်ကိုဗစ်ဒုက္ခလည်းကျမတို့ဒီလိုမျိုးအတုံးအယုံမသိခဲ့ဘူးလေရဲ့ကြီးတို့ကလည်းဒီလိုမျိုးအတုံးအယုံမသိခဲ့ဘူးလေလေရင်နဲ့ဘုံကျဲ ကျွန်မတို့ပြည်သူကိုအဆုလိုက်အပြုံလိုက်နော်ဖတ်ဖြတ်တာတော့မှဒါမဲ့ဒီလိုမျိုးအာဒီဒီငလင်လောက်တလိုမျိုးနော်အဆုလိုက်အပြုံလိုက်မဖြစ်ဘူးလေအခုကဘာကစိတ်ဝင်စားလာတာကျွန်မတို့ပြည်သူတွေပြည်သူအသက်ပေါင်းများစွာ ပေးစားရလို့နော်သူတို့စိတ်ဝင်စားလာတာရင်နာဖို့ကောင်းပါလေအဲသူများလာထုတ်တဲ့ခင်မမတွေ့ရတော့ဘူး နော်အခုတော့တကဘာလောကမြန်မာပြည်အကြောင်းပြောနေကြပြီဩမြန်မာပြည်သူပြည်သားများရဲ့ဘဝဒီနေ့လဲထိုင်းနိုင်ငံမှာနော်ဘယ်အဖွဲ့ကလဲ GW လဲနော်ကျွန်မလေးစားတယ်နိုင်ငံအတွက်လူမျိုးအတွက် ထိုင်းဝန်ကြီးချုပ်ကိုဒူးထောက်ထိုင်ပြီးเนาะတောင်းပန်တိုးရှိုးသွားတယ်မျက်နာငိုမဲ့မဲ့နဲ့ကျမတို့ဘလောက်ထိကျမကြည့်ပြီးတော့စက်သိမ်းပါထားတယ်ဒီလိုခေါင်းဆောင်မျိုး ကျွန်မတို့အလိုရှိတာနော်အဲ့ဒီအာဘယ်လဲထိုင်းဝန်ကြီးချုပ်ကိုဖက်ပြီးတော့ငိုပြီးတော့တောင်းပန်ပြီးတော့ကျွန်မတို့မြန်မာပြည်သားတွေရဲ့ပြောမပြောမစအခုနော်ဟိုဘယ်လဲဒုက္ခရောက်နေတဲ့အခုလက်ရှိမြေအောက်မှာကဲထုတ်လို့မရသေးတဲ့မြန်မာပြည်သားတွေကိုမပြစ်ပယ်ထားပါနဲ့ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်ကိုတောင်းပန် တိုးဆိုးသွားတဲ့เนาะဘယ်အဖွဲကလည်းမသိဘူးအရန်လေးစားတယ်ခေါင်းဆောင်ဆိုတာအဲ့လိုမျိုးတတိရှိရတယ်နောက်ပြီးတော့ဒေါက်တာဆော်ဝေဆိုဒီနေ့ပြောသွားတာအခုကြည့်เนาะတတိယအုပ်စုပြီးတော့မအားလာရဲ့လက်ဝေခံတွေကတော့ဖောင်းထုမှာပေါ့တွေ့လားเนาะအခုဒေါက်တာဆော်ဝေဆိုကမင်းအွန်လိုင်းနဲ့တူတူပဲဆိုပြီးတော့ အခုဒေါက်တာဆော်ဆိုဝေစုကပြောသွားတယ်သူမကြည့်ရဘူးမြန်မာပြည်သူလူထုတွေကယ်ဆယ်မဲ့လူမသိမရှိဘူးနော်ဆေးပညာဒေါက်တာဆော်ဝေစုတို့ CDN အများကြီးပဲနော်ဟိုဆေးပညာဆရာဆရာမတွေဒေါက်တာဘွဲရတွေအများကြီးပဲရှိတယ်သူတို့ကဆရာဝန်တွေဆိုတော့လူထုရဲ့အခက်အခဲလူနာတွေဒီလိုဖြစ်နေလို့ဆိုရင်သူတို့မကြည့်ရတာဒါဆရာဝန်တယောက်ရဲ့အရေးအချင်းအဲ့ဒါကြောင့်မို့ ဒေါက်တာဆော်ဝေဆိုးကဘာပြောသွားလဲเนาะစစ်ကောင်စီအနေနဲ့သူတို့ရဲ့เนาะသူတို့ရဲ့လုံချုံရေးကိုအမခံပေးနိုင်တယ်ဆိုရင်အခုမအားလာရဲ့မြို့မှာရှိနေတဲ့ပြည်သူလူထုကို သူတို့သွားပြီးတော့ကျေးဇူးရှောက်ရှောက်ပေးနိုင်ပါတယ်တဲ့ အဲ့ဒါကိုသတင်းသမားတွေကသူ့ကိုမေးတယ်ဒီလိုလှုပ်လို့ရှိရင်เนาะမင်းတို့ affect တွေဆုံးရှုံးသွားမင်းမင်းတို့မကြောက်ဘူးလားဆိုတော့ဒေါက်တာဆဝေဆိုပြောလိုက်တဲ့စကားတခုကလေကျမစွန့်အပ်သွားတယ်เนาะဒီလိုခေါင်းဆောင်မျိုးတွေကျမတို့နိုင်ငံမှာအများကြီးရှိပါလားဆိုပြီးတော့เนาะရင်ထဲမှာလည်းမကောင်းဘူးဝန်တာပတိဖြစ်တယ်သူ့ဘာပြောသွားလဲကျွန်တော်တို့ကတော့ အာနာသိဘီကလေးကနော်သူတို့အသက်ကို တိုင်းပြည်နဲ့လူမျိုးအတွက်ပြည်သူအတွက်ပေးစားထားပြီးသားတဲ့ပြောမယ်ဆိုရင်စစ်ကောင်စီကိုသူကဒီလိုမျိုးပြောလိုက်တယ်စစ်ကောင်စီကသူတို့ကိုတဖက်လက်နဲ့ခေါ်တယ်ပထအောင်နော်အန်ဒီအယန်းကြီးတယ်စစ်ကောင်စီကသူတို့ကိုအချိုသပြီးတော့လာကူလို့ရပါတယ်ဆိုပြီးတော့နော်အဲ့လိုမျိုးခေါ်ပြီးတော့သူတို့ကိုလောက်ကြံရှင်းလင်းလိုက်လို့ရှိရင် အန်ဒီအများကြီးရှိတယ်ဒါပေမဲ့သူပြောလိုက်တဲ့စကားတခွန်းကကျမစွန့်အပ်သွားတယ်နော်ကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးအတွက်ပြည်သူအတွက်အသက်ပေးထားပြီးသားလူထားပြီးသားတဲ့တကယ်ကိုနော်ကျမတို့နိုင်ငံကတကယ်ကိုဒီလိုမျိုးတန်မိုးရှိတဲ့လူငယ်တွေတန်မိုးရှိတဲ့ပညာတတ် လူတော်လူကောင်းတွေအများကြီးရှိပါလားဆိုပြီးတော့ဝန်တာပတိဖြစ်မိတယ်ဒီလိုလူမျိုးတွေသာကျမတို့နိုင်ငံကိုဆက်ပြီးတော့ဥဆောင်ခွင့်ရရင်ကျမတို့နိုင်ငံသူများနိုင်ငံတို့မျိုးမျက်နှာမငယ်ရတော့ဘူးနော်အဲ့ဒါကြောင့်မို့ကျမကြည့်ပြီးတော့ချက်သိမ့်ပါထားတယ် အခုကြည့်ပြီသူတို့နော်စစ်စကိုင်းငလင်ကြောင့်နေပြည်တော်မှာရှိတဲ့စစ်တပ်အဆောက်အဦတွေဟာဘုံဘုံလဲသည့်အထိပြိုကျပျက်စီးကြပါတယ်ဒီမှာပြောတယ်လေနေပြည်တော်တက်တက်ကိုထိပြီးဆိုရင်မြေအောက်လိုင်းကူကတော့နော်လို့မမဟုတ်ဘူးအခုကြည့်ကျမတို့ထင်တဲ့အတိုင်းပြောတဲ့အတိုင်းပဲ နော်သူတို့မြေအောက်လိုင်ကူစုပ်ပြတ်တတ်နေပြီပျို့ချပျက်စီးနေပြီသိကြတာတခုကတော့သူတို့ရဲ့ fiber တွေသူတို့ရဲ့နော်ဟိုဗလဲရုပ်စင်ဒီနေ့ဝန်သားစာတင်းတခုကပြည်သူတို့အခုသူတို့နေပြီတော့မှာနော်ခါတိုင်းဆိုရင်ခမ်းမာဒီနဲ့လိုက်ကလလလေးတွေနဲ့သူတို့စီဝေးပွဲတွေဆွေးနွေးပွဲတွေလောက်ကြတယ်ဟာဒီနေ့ထူးဆန်းတယ်သူတို့လောက်တဲ့ဆွေးနွေးပွဲမှာလေပြည်သူတို့ တာလပအစေးရောင်နဲ့တာလပအစေးရောင်နဲ့မြေပြင်မှာပဲစီဆွေးနေပွဲစီဘွဲလုံးနေရတယ်တဘောတရားကြီးကိုကျေးဇူးတင်လိုက်တာနော်အခုဘာကြောင့်ဒီလိုပြိုရသလဲဘီလာမြေအတုကြောင့်ဖြစ်ပါလေမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံမှာရော made in china တရုတ်ပစ္စည်းတွေကိုဈေးတော်တယ်လေ တရုတ်ပစ္စည်းကဈေးတော်တော့ဟာအဲ့တလုံးဖြစ်ရင်ပြီးရောတရုတ်ပစ္စည်းကိုသူနော်သူသူငါငါလူပြီးတော့စောက်လိုက်ကြတာဟာလာလိုက်တဲ့တိုက်အိမ်လေးလာလိုက်တဲ့တံတားလေးလာလိုက်တဲ့နော်ပန်းချန်လေးနောက်ဆိုတော့ဘာဖြစ်သွားလဲမိတ်အင်ချိုင်းနာကတော့ချိုင်းနာပါပဲတရုတ်ပစ္စည်းက ခဏတဖြုတ်ပဲကောင်းပါတယ်သူကအလှအပပါပဲမໄຂမှာဘူး